စကားပြောတော့ခုတခါတော့ငါပေါ်အစာအစာစာလောင်းနေတဲ့ရှင်သိတကောင်ဟာအစာရှာဖို့တောထဲမှာလမ်းလျှောက်လာတယ်။ဒီလိုလာရင်ဂူတလုံးကိုတွေ့တာပေါ့။ဂူထဲမှာအိမ်လုံးပြီးခိုးအောင်နေတဲ့တရိတ်ဆန်အချို့တော့ရှိမှာပဲလို့ရှင်သိကတွေးတယ်။ဒါကြောင့်တားကောင်တကောင်ကောင်တွေ့အောင်စောင့်မယ်လို့သူဆုံးဖြတ်တယ်။ ရှင်သေးကဂူရဲကိုဝင်ပြီးအကွက်တနေရာမှာစောင့်ကြည့်ချောင်းနေဒီဂူကို ခွေးအတကောင်ကအိမ်လောက်ပြီးနေတာပါအပြင်အစာရှာကဂူကိုပြန်လာတဲ့ခွေးအကအဝင်မှာရှင်သေးခြေရာတွေရှိတာကိုတတိပြုမိတယ်ရှင်သေးပြန်ထွက်တဲ့ခြေရာကိုတော့ခွေးအမတွေ့ရဘူးခွေးအကချက်ချင်းနောက်ပြန်လှည့်တယ် ကူထဲမှာရှင်သိရှိမရှိတိအောင်လောက်ရမယ်လို့အကြံထုတ်တယ်။ခွေအားကဂူအနီးကိုလာဂူဝမှာရက်လိုက်ပြီးဂူနဲ့စကားတွေစပြောတယ်။ဂူကြီးရေအထဲမှာဘေးကင်းလုံခြုံပါရဲ့လား။ခွေအားကမေးတယ်။ဂူတွေကဘာမှပြန်မဖြေပါဘူး။ခွေအားကချက်ပြန်တလဲလဲဒီမေးခွန်းကိုပဲမေးတယ်။ ဘာအပြေးမှမရမချင်းခွေးအားကဂူထဲမဝင်ဘူးဂူအပြင်ကခွေးအားမေးတဲ့အတန်တွေကိုခြင်သေးကကြားတယ်ခွေးအားစိတ်ချလက်ချဂူထဲဝင်လာအောင်သူ့ပြန်ဖြေဖို့လိုတယ်လို့ခြင်သေးကခြင်တယ်ဒါကြောင့်ဂူကပြန်ဖြေဟန်ဆောင်ပြီးဘေးကင်းပါတယ်လုံးချုံပါတယ်ဂူထဲကိုရဲရဲသာဝင်ခဲ့ပါ ခြင်းသေးကအတန်ပြုတ်လိုက်တယ်။ခွေးအားလည်းအတန်ကြားလာနဲ့ဂူထဲမှာခြင်းသေးရှိနေပြီလို့သိပြီးဂူနဲ့အဝေးကိုတုတ်ချေတင်ကပြေးပါတော့တယ်။ဉာဏ်ပညာကြီးသူတွေကတတိဆိုတာပေါ်တယ်လို့မရှိဘူး။အခက်အခဲအကျက်အတဲတွေ့ရင်တောင်းမှတတိဆောင်ရင်အောင်တယ်လို့ပြောပါတယ်။